လေးနဲ့ပဲကတ်လိုက်ပါမယ်နော်အကြသူကဒီမီဒီအများကြီးတော့ထုံးလို့မရပါဘူး transistor တစ်လုံးနဲ့နဲ့နောက်တစ်ခါဓာတ်ခဲကလည်းကျွန်တော်တို့ lithium ဓာတ်ခဲပေါ့နော်3.7ဓာတ်ခဲလေးတစ်လုံးနဲ့နဲ့သုံးမှာဖြစ်တဲ့အတွက်ဒီမီဒီတစ်လုံးလောက်ပဲရမှာဖြစ်ပါတယ်နော်အများကြီးတော့မရပါဘူးပြန်နော်ဒါကအလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးပေါ့နော်အယိုးရှင်းဆုံးအသေးဆုံးလို့ပြောလို့ရမှာပေါ့နော်အသေးဆုံးဒါ inverter လေးဖြစ်ပါတယ်ဒါကျွန်တော် circuit ဆင်လို့ပြီးသွားပါပြီနော်ဘာမှ true ဆိုတွေဘာမှမပါဘူးနော် ခုနကတိုင်ပီ41 transistor လေးရယ်နောက်220 ohm transistor လေးတစ်လုံးရယ်ဒါ main dot တစ်ခုပေါ့เนาะဒါပဲလို့မှာပါကဲဆိုရင်ကျွန်တော်တို့စမ်းကြည့်အောင်ပြန်เนาะစမ်းကြည့်တာကိုကျွန်တော်ဒီ AC AC အဖြူရောင်မီးသီးခေါ်မှာပေါ့เนาะမီးသီးနဲ့လည်းစမ်းမယ်เนาะတခါကျွန်တော်တို့အစိမ်းရောင်မီးခွေးလေးလည်းရှိရယ်အဲ့မီးခွေးလေးလည်းရမရကျွန်တော်စမ်းကြည့်မယ်เนาะကဲရင်ဆုံးဒါ ဓာတ်ခဲလေးပေါ့နော်ဒါဓာတ်ခဲလေးကျွန်တော်ဓာတ်ခဲကလည်းအစ်စ်မရှိလို့ဒါအဟောင်းလေးနဲ့ပဲစမ်းပြအောင်နော်အစ်စ်နဲ့ဆိုရင်တော့ပိုလင်းလောက်တယ်နော်ဒါအဟောင်းလေးနဲ့ကျွန်တော်စမ်းပြမယ်အဲဒီမှာနော်လင်းအားတော့တော်တော်ကောင်းပါတယ်ဒါဓာတ်ခဲလေးတစ်လုံးနဲ့လည်းကျွန်တော်တို့ AC 220ဗုမီဒီထွန်းလို့ရပါတယ်နော်ဒါအင်ဗာတာဆက်ကက်နော်အသေးစားလေးဖြစ်ပါတယ်ခင်ဗျာနော်ဒါဓာတ်ခဲတစ်လုံးနဲ့ဖြစ်ပါတယ်ပြီးရဓာတ်ခဲလေးကလည်းအဟောင်းလေးဖြစ်ပါတယ်ခင်ဗျာနော်ကဲကောင်းကောင်းလင်းအားကောင်းကောင်း